အားလုံးမင်္ဂလာပါ Top Football ကနေပြောမှပြန်လဲကြိုးစားလိုက်ပါတယ်ဆိုပြီးခဲ့တဲ့ရက်ကကစားခဲ့တဲ့ Manchester United နဲ့ Brighton နဲ့ပွဲ Manchester United ကပွဲပြီးဆုံးတဲ့အချိန်မှာ4-2နဲ့နိုင်ရရှိသွားခဲ့တယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အာပြောစရာရှိရတယ်အများကြီးရှိတယ်ဒါပေမဲ့ဒီလိုကြောင့်မလို့အချိန်ယူနေရတဲ့အတွက်ကြောင့်နည်းနည်းလေးတင်တာနည်းလေးနောက်ကျသွားတယ်ပေါ့နော်အဓိကအပြင်တော့ဒီပွဲစဉ်အတွက်အဓိက focus ထားကျင်တာက Manchester United ရဲ့ defensive defensive ပုံစံပြီးသွားလို့ရှိရင် Manchester United ရဲ့ Mantle ပြီးတော့လို့ရှိရင် Manchester United ရဲ့ Rudder ဆိုတော့ဒါတွေကအဓိက focus ထားပြီးပြောရမယ့်အကြောင်းအရာတွေ Manchester United ကပြီးခဲ့တဲ့တစ်ပတ်မှာ Liverpool ကိုနိုင်ပြီးတဲ့အချိန်မှာအဲပုံစံကောင်းပြန်ရနေပြီးပြီးတော့လို့ရှိရင်ပုံစံကောင်းဒီ return တစ်ခုထိန်းနိုင်တော့မယ်ဆိုတော့အချိန်တွေတစ်ခုမှရှိတယ်ဒီပုံစံတိုင်းပဲအဲခံမှန်းခဲ့ကြတဲ့အတိုင်းပဲ Brighton ကိုနိုင်ရရှိခဲ့တယ်ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်တို့ဘာကြောင့် Brighton ကိုနိုင်ရတာလဲဆိုတော့အဓိက tactical topic ကိုအဓိကပြန် focus ထားမှာဖြစ်တယ်အဲဒီတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စတဲ့ကြရအောင် ပထမဆုံးသောအနေနဲ့ Manchester United ရဲ့ defensive ပုံစံက5-4-1ဆိုတဲ့ defensive phase ဒါကကျွန်တော်တို့အားလုံးသိထားကြပြီ။ဒါပေမဲ့ဒီ5-4-1မှာဆိုလို့ရှိရင်ဒီ defense line နဲ့ midfield line နဲ့ကြားထဲက space တွေကအရင်ဟနေတာဒီပုံစံကြီးကြောင့်ပဲ Manchester United ကဒီရာဒီအစပိုင်းမှာဆိုလို့ရှိရင်ဒီရဲ့နေသားတွေကနေပြီးတော့မှ goal တွေမကြာခဏခွင့်ပြုရတယ်။ဒါပေမဲ့ဒီ Brighton ရဲ့ပွဲစဉ်မှာတော့ Manchester United ကဒီ defense line နဲ့ midfield line နဲ့ကြားထဲက space တွေကိုအသုံးချမဲ့ pocket area တွေကိုအသုံးချမဲ့ ဒီပြိုင်ဘက်ကဘရိုက်တန်ကစားသမားတွေကို1 vs 1 marking ထားတာကိုတွေ့ရမယ်ဒီမှာတွေ့ရတိုင်းပဲဆိုတော့ဒီမှာသလို့ရှိရင်တော့လူရှောက marking တက်ယူလိုက်တယ် marking တက်ယူလာတဲ့အတွက်ကြောင့်မလို့ဘရိုက်တန်အသင်းရဲ့ဒီ present lane တွေကမပွင့်မဲနဲ့ဘရိုက်တန်အသင်းကရှေ့ကိုမပီးနိုင်ဘဲနဲ့ဒီလိုမျိုးပုံစံအနေထားနေပဲနောက်မှာပဲ e lane နေခဲ့တယ်ဆိုရဲအနေထားမျိုးဖြစ်ခဲ့တယ်ဒါကဘာကြောင့်လဲဆိုတော့ Manchester United ကကစားတဲ့ဟန်ကြောင့်မလို့ပဲဆိုတော့ brighter အသင်းကဒီ midfield line နဲ့ defense line နဲ့ဂျားတွေက space ကိုအကောင်းဆုံးသုံးချနိုင်တဲ့အသင်း ဘာလဲဆိုပြီးခဲ့တဲ့ Newcastle နဲ့ပွဲမှာသလိုရှိရင် Brighton တင်းက Midfield မှာသလိုရှိရင်ဒီမှာ Balaba တယောက်တည်းကိုထားပြီးတော့မှ Center back ကကစားသမားတွေက direct progressive pass ပေးနိုင်တဲ့ကစားသမားမျိုးတွေဖြစ်တယ်။အဲ့အတွက်ကြောင့်မလို့ပြီးခဲ့တဲ့ Newcastle နဲ့ပွဲမှာဒီမှာတွေ့တဲ့အတိုင်းပဲ Newcastle ရဲ့ defense line နဲ့ Midfield line နဲ့ဂျားတဲ့ space မှာ၅ယောက်လောက်ထိနေရယူထားတယ် wide area ကကစားသမား၂ယောက်ကိုဖိမယ်ဆိုလို့ရှိရင်ဒီမှာ3-3 4ယောက်တောင်တွေ့ရလိမ့်မယ်။ဆိုတော့ ဲ့ဒီအနေထားကနေပြီးတော့မှဒီမှာအေးအေးဆေးဆေးပဲဘောလုံးကစန်တာဘက်စီကနေလာတယ်မီဖီလန်ကစွဲဝင်တယ်စွဲဝင်ပြီးတော့မှစန်တာဘက်နှစ်ယောက်ကြားထဲက space ကိုအသုံးချတယ်ဒီကနေဂိုးဝင်တယ်ဆိုတော့ simple ဖြစ်တယ်ဒါပေမဲ့ဒီရဲ့အနေထားကိုပုံဖော်နိုင်ဖို့အတွက်ကမလွယ်ကူဘူးပြောချင်တာကဒီအနေထားမှာ Newcastle အသင်းကသာဒီဒီ progressive မှာလက်ခံနေမဲ့ကစားသမားကိုဒါမျိုးတက်ပြီး present လုပ်မယ်ဆိုလို့ရှိရင်ဒီမှာရှိနေတဲ့ အဲထောင်တိုက်စစ်မှုပေါ့နော်ထောင်တိုက်စစ်မှုက space အကျယ်ကြီးရသွားနိုင်တယ်အဲ့တော့ကြောင့်မလို့သူတို့က press မလုပ်နိုင်ဘူး Manchester United ကကစားကွက်က၃ရောက်တန်းဖြစ်တဲ့အနေထားမှာဒါမျိုး press လုပ်ဖို့အတွက်ကအယမ်းများကြီးမခက်ခဲလာဘူးဗျဒါကလည်းရိုးရှင်းတယ်ဒီမှာတို့ရှင်တွေ့ရလိမ့်မယ် blue shaw ကဒါမျိုးပုံစံတက်ပြီးတော့မှ man to man marking ယူထားတယ်ဒါအပြင်ကိုဒီ United ရဲ့အဲ midfield line မှာရှိနေတဲ့၂ရောက်ပေါ့နော် bruno နဲ့ casemiro နဲ့၂ရောက်ဒီ၂ရောက်ကရှေ့ကိုအရန်တက်ပြီးတော့မှ present ပေးလိမ့်ရှိတယ်အဲ့လို present ပေးတာကြောင့်မှ manchester united ရဲ့ present တွေကအလုပ်ဖြစ်တယ် ဒီရ present တွေကိုပဲ brighter အသင်းနေတယ်တော်တော်လေးအာကြော်လိုက်ဖို့အတွက်ခက်ခဲခဲ့တယ်လို့ပဲပြောရမယ်ထင်တယ်ဆိုတော့ဒီအနေအထားမှာသလိုရှင်တဲ့တွေ့ရတဲ့အချိန်ဆိုတော့ဒါမျိုးပုံစံတက်ပြီးတော့မှ present ပေးတယ်ဆိုတော့အဲ့ဒါလို present ပေးတဲ့အတွက်ကြောင့်မလို့ Manchester United က goal တွေတော်တော်များများ United ရရှိခဲ့တဲ့၃ goal စလုံးကြီးပါကဒီလိုပုံစံအနေအထားကြီး transition တွေကလည်းလာတာများတယ် United ရဲ့ goal တွေအကုန်လုံးကြီးပါက အာ present ကနေပဲလာကြတာဆိုတော့ဒီမှာဆိုလို့ရှိရင် Brighton တင်းရဲ့ကစားကွက်တိဆောက်တဲ့ပုံ Brighton တင်းရဲ့ကစားကွက်တိဆောက်တဲ့ပုံမှာဆိုလို့ရှိရင်နောက်တန်း၄ယောက် midfield ကစားလမ၂ယောက် okay အဲ့ midfield ကစားလမ၂ယောက်ကို press လုပ်မှာကဘယ်သူတွေလဲဆိုတော့ United ရဲ့ midfield pivot ၂ယောက် Bruno နဲ့ Casemiro ၂ယောက်ဆိုတော့ Bruno နဲ့ Casemiro ၂ယောက်ကဒါမျိုးတက်ပြီး press လုပ်တယ်ဆိုလို့ရှိရင် wide area ဒီမှာလွတ်နေမှာပေါ့ဒီကြားထဲက channel space တွေကလွတ်နေမှာပေါ့ဆိုလို့ရှိရင်တော့အဲ့ဒီလွတ်နေတဲ့ space တွေကိုဖြည့်နိုင်ဖို့တော့ကဒီမှာဆိုလို့ရှိရင် Lucio ကတောင်းယူတော့တွေ့ရလိမ့်မယ် ဒါအပြင်ကိုဒီနံပါတ်10ရိုးကစားတဲ့ကစားသမားဒီမှာဆိုလို့ရှိရင်ကိုညာက defensive duty ကိုတောင်းရည်ဖမ်းတာကိုတွေ့ရလိမ့်မယ်ဆိုတော့ကိုညာကဒီမှာ2 vs 1ဆိုရဲ marking မျိုးဒါပေမဲ့ဒီဘက်မှာ well back အတွက် marking ကလည်းတသက်ရှိနေပဲနဲ့ well back အတွက်ကတော့ကျွန်တော်တို့ဒီ full back ကစားသမားဖြစ်တဲ့ dialog ကတင်းချိန်မှာတက်ထောက်ထားတယ် screen ထဲမှာတော့မပါဘူးဆိုပေမဲ့ကစားသမားတွေရဲ့ team organize ဖြစ်ဖြစ်ရွေးရှာနိုင်မှုကိုမြင်ရတယ်ဒီမှာဆိုလို့ရှိရင် euro ကရှေ့ကိုတက်ပြီးမှ press ပေးတယ်။ press ပေးတဲ့ချိန်နေဒါတကူမှာဒီမှာတွေ့ရတိုင်းပဲ ဒီကိုရောက်တဲ့အချိန်မှာ Brighton တင်းမှာပြေးစရာလူမရှိတော့တာကိုမြင်ရလိမ့်မယ်ဆိုတော့ပြောချင်တာက Manchester United ရဲ့ defensive system က organize ဖြစ်လာတာကိုမြင်ရတယ်ဒီလိုပုံစံကြောင့်မှ Manchester United က goal တွေကိုရရှိခဲ့တာဆိုတော့ Manchester United ရရှိခဲ့တဲ့ပထမဆုံး goal ကိုပြန်ကြည့်မယ်ဆိုလို့ရှင်လေ press ကနေပဲလာခဲ့တာဆိုတော့ counter press လို့ပြောရင်ပုံမှန်လိမ့်မယ်ထင်တယ်ဒီမှာဆိုလို့ရှင်ရဲ့အဲ Manchester United ကဘောလုံးဆုံးရှုံးသွားတယ်ဆုံးရှုံးသွားတဲ့အချိန်မှာ Brighton ကပြန်ဆောက်ဖို့အတွက်ကြိုးစားတယ်ဆောက်ဖို့အတွက်ကြိုးစားတဲ့အချိန်မှာ Brighton သင်ရှေ့ကိုပြေးလို့မရအောင်ဒီမှာသလို့ရှိရင် Dilett က Wolfsburg ကိုမာကင်ယူထားတယ်ဒီဘက်မှာသလို့ရှိရင်လည်း Lucio ကလည်းထုတ်တူပဲအဲ့လို man to man မာကင်ယူထားတဲ့အချိန်မှာ Brighton သင်ဘက်ကပြေးကြလို့မရှိတော့တဲ့နေထားကမှသူတို့မှရွေးချယ်စရာကအများကြီးမရှိတော့ဘူးဆိုတော့ဒီနေထားကလည်း Manchester United ကဘောလုံးပြန်ရတယ်ပထမဆုံး goal ကဒီလိုပုံစံနဲ့ဘောလုံးပြန်ရတယ်ရတဲ့အချိန်မှာအာဒီကနေပြီးမှတစ်ဆင့် Bruno ကချက်ချင်းတန်းပြီးတော့ပဲ first touch နဲ့အတူတူပဲကျွန်တော်တို့ Casemiro စီကိုရောက်တယ်။ Casemiro ကကိုညာလွတ်နေတဲ့အချမ်းကိုပြီးတယ်။ကိုညာကသူ့ရဲ့ treatment အတိုင်းနဲ့ ကတ်နဲ့အတူတူပဲဝေးဝိုက်ပြီးတော့မှကန်သွင်းခဲ့တယ်ဒီပုံစံနဲ့ပဲမန်ချက်စတာနဲ့ကပထမဆုံးတော့ဥဆောင်ကိုဝိုးဘရိုက်တန်တင်ဘက်ကိုရရှိခဲ့တယ်ဒုတိယမြောက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ယူနိုက်တက်ရဲ့ pricing ပုံစံကိုပဲမြင်ရနိုင်မယ်ဒီမှာဆိုလို့ရှိရင်ကွန်ညာနဲ့ဆက်ကုန်တွေက position ကို switch ထားသလိုအာမတ်နဲ့အမ်ဘူမွန်ကလည်း position ကို switch ထားတယ်ဘာကြောင့်မလို့ switch ထားလဲဆိုတော့ဒါကမန်ချက်စတာရဲ့ဘောလုံးဆုံးရှုံးပြီးစားအချိန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပဲဒါပေမဲ့ United ရဲ့ pricing ကတော့ရော့ခြေသွားခြင်းမရှိနေတာကိုမြင်ရလိမ့်မယ် Bruno ကရှေ့ထိတက်ပြီးတော့မှ press ပေးတဲ့အချိန်မှာ အလေးကောင်မှထိထိကျန်နေခဲ့တာကကတ်စမဲတို့ကိုမြင်ရလိမ့်မယ်ဆိုတော့ကတ်စမဲတို့ကဘယ်ကို press ပေးမှာလဲကတ်စမဲတို့ကဘာကို press မှာလဲဆိုလို့ရှင်ကတ်စမဲတို့က Manchester United ရဲ့ဒီ midfield line က press လုပ်တဲ့ဒါမှမဟုတ် attacking line ကနှစ်ခုပေါင်းပြီး press လုပ်တဲ့အနေထားကနေလွတ်ကျန်လာခဲ့တဲ့ space တွေကိုအကောင်းဆုံး light ဖြည့်ပြီးတဲ့တမ်ဘိုကိုဖြည့်ပြီးတဲ့နေရာအတွက်ကတ်စမဲတို့ကအတုံးတော်ခံရတာဆိုတော့ဒီနေထားမှာဆိုလို့ရှင်ဒီမှာတွေ့ရတိုင်းပဲဆိုတော့ဘောလုံးက ။ Brighton တင်းနေတဲ့ဒီရှေ့ကိုချက်ချင်းတိုင်းမြို့မှာ BFA စားဖို့အတွက်အကောင်းဆုံးသော chance ပဲ။ဒါပေမဲ့ဒီကနေပြီးတော့မှလူရှောကဒီမှာ marking ယူထားတယ်။ကွန်ညာကလည်းတစ်ဖက်ချမ်းမှာအဆက်ကိုကလည်းတစ်ဖက်ချမ်းမှာ marking ယူထားတယ်။အဲ့ဒါကြောင့်မလို့ဒီမှာ Gasmero ကဘောလုံးရတယ်။တကယ်တမ်းတော့ဒီဘောလုံးကပေးရမှာဒါပေမဲ့အာ Gasmero ကန်ရတဲ့အချိန်မှာ deflect ဖြစ်ပြီးတော့မှ Manchester United က2-0ဖြစ်စေမဲ့ကိုကိုတွင်းယူသွားနိုင်ခဲ့တယ်။ဆိုတော့တတိယမြောက်ကိုကလည်းလာတူပဲ။ counter press ကနေပဲလာတာ။ဆိုတော့ counter press ကနေ Manchester United ကဒီမှာသလိုချင်းဘောလုံးကိုအာ BF ဒီကစားလာတယ်ဘောလုံးကိုတွဲလာတယ်တွဲလာတဲ့ဘောလုံးကပြတ်သွားတယ်ပြတ်သွားတဲ့အချိန်မှာ Brighton ကချက်ချင်းတန်းပြီးတော့မှပြန်ဆောက်ဖို့လုပ်တယ်ပြန်ဆောက်ဖို့လုပ်တဲ့နေရာမှာ Brighton ဘက်မှာကစားသမား17ယောက်လုံးကသူတို့ရဲ့ကွင်းဘက်ခြမ်းမှာရှိနေတာကိုမြင်ရလိမ့်မယ် Manchester United ဘက်ကတော့ကစားသမား9ယောက်ရှိတယ်ဒါပေမဲ့ဒီမှာ Lucio ကသူ့ရဲ့ responsibility ကိုအကောင်းဆုံးယူသွားနိုင်ခဲ့တယ်ဒီမှာတွေ့ရတိုင်းပဲဆို Lucio ကသူ့ရဲ့ဒီဘောလုံးကိုပြန်လဲရယူနိုင်တဲ့အချိန်မှာဒါလောက်ကချက်ချင်းတန်းပြီးတော့မှတိုက်စစ်ကိုပြန်ဆောက်တယ်ဆိုတော့ စက်ကိုရဲ့အထင်းထင်းတော်တော်လေးညက်တယ်အဲ့ဒီရဲ့ညက်တဲ့အနေထားကနေပြီးတော့မှတစင်အမ်မူမိုကအကောင်းဆုံးကန်သွင်းပြီးတော့မှမန်ချက်စတာယူနိုက်တက်ကို 3C ဖြစ်စေမယ့်ဥဆောင်ဖို့အတွင်းရသွားစားတွင်းရသွားနိုင်ခဲ့တယ်ဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့ကောင်တာပရက်စ်တွေကတော်တော်လေးမြန်ဆန်လာတာကိုမြင်ရတယ်ဒါကတော်တော်လေးအားရကျင်စရာကောင်းတဲ့ကိစ္စပဲမန်ချက်စတာယူနိုက်တက်ရဲ့ဒီ present system တခုကယူနိုက်တက်ရဲ့ defensive phase တခုကလေအခြေအနေတခုမှရှိတယ်ဘရိုက်တန်ကိုထိန်းအကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့တယ်ဒါအပြင်ကိုယူနိုက်တက်ရရှိခဲ့တဲ့ဂိုးတွေကလည်း counter press ကွန်ဒိုဘရော့စ်ကစားဖို့ဆိုလို့ရှိရင်အရေးကြီးတာကလှုပ်အားနှုံးနဲ့ team building ပဲဆိုတော့ဒီကစားသမားတွေကြားထဲမှာ team building ကတော်တော်လေးကိုမှအဲကောင်းလာပြီလို့မြင်ရတယ် well organized ဖြစ်တယ်ပေါ့ဆိုတော့အကုန်လုံးကကိုယ်တာဝန် responsibility တွေမဟုတ်ဘဲနဲ့ကိုယ်အသင်းဖော်ရဲ့ responsibility တချို့ကိုပါတောင်းယူလာနိုင်တာတွေမြင်ရတာကတော်တော်လေးအားရခြင်းကြောင့်ကောင်းတယ် Manchester United မှာအရင်တုန်းကဒါမျိုးပုံစံကတော်တော်လေးရှားပါးခဲ့တာကိုဆိုတော့ United ကဒီလိုပုံစံနဲ့ပဲ 3C နဲ့ဥဆောင်နိုင်ခဲ့တာ အဲ့တော့မစ်ဖီးမှာရေးပါတဲ့ကစားသမားတွေဆောနောက်ကပြောတဲ့အတိုင်းပဲဘရူနိုနဲ့ကက်စမဲရိုကရှေ့ကိုတက်ပြီး press ပေးတဲ့အချိန်မှာအဓိကရေးပါတာက defense line ကကစားသမားတွေကအကောင်ဆုံးဒီ man marking ယူရတာ man to man marking နဲ့ယူထားရတာဆိုတော့ဒီ man to man marking နဲ့ယူထားဖို့အတွက်ကောပြီးသွားလို့ရှိရင် present ပေးဖို့အတွက်ကောကွန်းလယ်ကထိန်းချောင်းရတာဆိုကက်စမဲရိုထွက်သွားတဲ့နောက်ပိုင်းမှာ Manchester United က goal တွေပေးရတယ်ဆိုတာကဒါကအာတိုက်ဆိုင်မှုတစ်ခုတော့မဟုတ်ဘူးเนาะတမ်ပိုကိုကက်စမဲရိုကအကောင်ဆုံးထိန်းချုပ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့မြင်ရလိမ့်မယ်ဆိုတော့ Okay Manchester United ပြီးလိုက်ရတဲ့ဂိုးတွေကိုပြန်ကြည့်ကြတာပေါ့ဂိုးတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ပထမအုပ်ဆုံးတော့ဂိုးကတော့ Manchester United အနေနဲ့ Rustafan Stay တဲ့ပုံစံမှာဆိုလို့ရှိရင်ကိုညာရှိမယ်အန်ဘူမိုရှိမယ်ပြီးတော့လို့ရှိရင်ဒီဘက်မှာတော့ကျွန်တော်တို့ဒိုဂူရှိမယ်ဒိုဂူကဝင်လာကစားပဲရှိသေးတယ်အာမတ်ကိုထုတ်လိုက်ပြီးရနောက်ပိုင်းမှာဒိုဂူဝင်လာတယ်ဒါပေမဲ့ဒီဘောလုံးကပေးတာကတော်တော်လေးကိုမှနည်းလို့ပြောရလိမ့်မယ်အဲ့ဒီတော့ကြောင့်မလို့ Brighton ဘက်က chance ရတယ်ရတဲ့ chance ကိုဒိုဂူကဒါဒီနေသားမှာတော်တော်လေးတော့ risk များတဲ့နေသားပေါ့နော်ဒါပေမဲ့ ဒီအနေထားကအဝါကက်ပဲရှိရယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ Brighton ဘက်က free kick ရတယ်အဲ့ဒီ free kick ကိုပဲ direct ကန်သွင်းနိုင်ရတယ်တော်တော်လေးကောင်းတဲ့ free kick ဒါပေမဲ့ဂိုးသမားအနေနဲ့တိဆက်ပို့ပြီးလုတ်ပြနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့ပြီးရဲ့အချိန်မှာ corner corner ကလည်းထုတ်တူပဲ Manchester United ရဲ့ညာချမ်းအားနေမှုဒီဘယ်ချမ်းပေါ့နော်ဒီ United ရဲ့ဘယ်ချမ်းဘက်ကအားနေမှုကနေလာတာအဲ့ဒီ corner ကလည်းဆိုတော့ အဲ့ဒီကော်နာဖြစ်တည်သွားပြီးတော့မှမန်ချက်စတာယူနိုက်တက်ကကော်နာကနေကိုးပေးလာတယ်ဒီနေ့သားမှာဂျိုရှွာဆက်စီနဲ့ဘရူနိုဖာနန်ဒက်စ်တို့နဲ့ရောက်ရဲ့နားလည်မှုဂျိုရှွာဆက်စီရဲ့မာကင်ယူနိုက်မှုအားနေခဲ့တာကိုလည်းထည့်သွင်းပြောကြားလိမ့်မယ်ဒါပေမဲ့မန်ချက်စတာယူနိုက်တက်က3-2ဖြစ်တဲ့အနေထားကနေပြီးတော့မှနောက်ဆုံးတော့အလုံးဖြစ်တယ်အမှုမွေးရဲ့အတွင်းကိုဒီလုံးကတော့ဘရူနိုဖာနန်ဒက်စ်ကဖီရှင်ကိုအဓိကချီးကျူးရလိမ့်မယ်လို့ထင်တယ်ဒီမှာဆိုလို့ရှိရင်ဘရူနိုဖာနန်ဒက်စ်ကအသာလေးဟပ်ပြီးလိုက်တဲ့အချိန်မှာအမှုမိုကလွလွလပ်ကန်သွင်းခွင့်ရသွားတယ်ဒီနေ့သားက ဒီနေ့သားကြောင့်ပဲ Manchester United က4-2နဲ့နိုင်ရရှိခဲ့တာဆိုတော့ Manchester United ရဲ့ defensive system ကအရင်ကောင်းနေတာလားဒါမှမဟုတ်လို့ရှိရင်လည်း United ရဲ့ defensive system ကိုမကျော်နိုင်ခဲ့တာလားဆိုတော့မဟုတ်ဘူးတစ်ခါတည်းမှာ Manchester United ရဲ့ defense ကအားနည်းချက်လေးရှိတယ်။ဥပမာပြဒီလိုနေထားမျိုးဒီမှာတို့လို့ရှိရင် center back ၃ယောက်ရှိရယ်ဒီ center back ၃ယောက်စလုံးကသူ့ရဲ့ on position မှာပဲနေတယ်။အဲ့လိုမျိုးရှေ့ကိုတက်ပြီးတော့မှ marking press လောက်တာမျိုးမရှိတဲ့ချိန်မှာဆိုလို့ရှိရင်တော့ဘလို risk ဖြစ်နိုင်တယ်လေဆိုတော့ဒါမျိုးပုံစံ Brighton ဘက်ကကစားကွက်တိစောက်သွားတဲ့ပုံမှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် နေရလွတ်ကြီးရတယ်လွတ်ကြီးရတဲ့အချိန်မှာဒီနေသားမှာဆိုလို့ရှိရင်တော့အာမတ်ကတက်ကိုတက်ပြီးတော့မှ present လောက်ကိုလောက်ကမှာပဲဒါပေမဲ့ဒီမှာတယောက်ကလုံးဝလွတ်နေတယ်အဲ့လွတ်နေတဲ့နေသားကို center back ကသာသမားတယောက်ကတက်ပြီး press မလုပ်နိုင်တဲ့အချိန်မှာတော့ဒါမျိုးပုံစံ customer တို့က deep ကိုဆင်းလာရတယ်ဆင်းလာရတဲ့အချိန်မှာဆိုလို့ရှိရင်ဒီမှာနေရလွတ်တွေပေါ်လာတယ်ဆိုတော့ပြောချင်တာက center back ကသာသမား၃ယောက်ထဲကကိုယ့်ရဲ့သက်ဆိုင်ရာ responsibility ကိုယူနိုင်ဖို့အတွက်ဒီပွဲစဉ်မှာအရန်ကိုရေးပါခဲ့တယ်ဒီလိုမျိုးရေးပါမှုကိုလည်း အာဒီရဲ့အလုံးမှာတော့မြင်နိုင်လိမ့်မယ်လို့ထင်တယ်ဆိုတော့ဒီလုံးကတော့ Brighton တော့ဂိုးမဖြစ်သွားခဲ့ဘူးဒါပေမဲ့ United ရဲ့ဒီ midfield နဲ့ defense line နဲ့ကြားထဲကနားလည်မှုကဘယ်တော့ရေးပါသလဲဆိုတာကိုဒီ Brighton ရခဲ့တဲ့ကံချက်မှာမြင်နိုင်လိမ့်မယ်အဲ့တော့ဒီ United ရဲ့ defense line က၃ယောက်စလုံးဒီနေ့ပွဲမှာတော်တော်လေးရေးပါခဲ့တယ်တော်တော်လေးကောင်းခဲ့တယ်ပေါ့အာပြီးတော့ဒီလိုမျိုး roaming ကစားနိုင်တာဆိုတာကလည်းအဓိကပြင်တော့ Harry Maguire မပါဝင်တာကြောင့်လည်းပါဝင်နေ United ရဲ့ဒီ defense line မှာရှိနေတဲ့၃ယောက်စလုံးက တပွဲလုံးတိုင်းတာမှာပြေးလွားပြီးမှကစားသွားနိုင်ခဲ့တယ်။ Manchester United က World Organize ဖြစ်လာခဲ့တယ်။နောက်ပြီးကြလို့ရှိရင်အာရေးပါတဲ့နိုင်ပွဲတွေကိုရယူနိုင်ခဲ့တယ်။အခုဆိုနိုင်ပွဲဆက်နေပြီလို့တော့ပြောလို့ရတယ်။ဒီရက်တန်ဖိုးကို Manchester United ထိန်းသွားနိုင်ဖို့အတွက်လိုအပ်တယ်။ဒါမဲ့ပွဲစဉ်တွေမှာဆိုတော့ Defense Line မှာ Manchester United ကဥဆောင်နိုင်မဲ့သူ Gillett ကကောင်းကောင်းဥဆောင်နိုင်နေတယ်။ ်မီဗီလိုင်းမှာကတ်စမဲရိုးရှိတယ်ဒါပေမဲ့ကတ်စမဲရိုးကပွဲချိန်အကြာကြီးကစားနိုင်တဲ့ကစားသမားမျိုးမဟုတ်ဘူးကတ်စမဲရိုးရဲ့တဘာကိုပဲမန်ချက်စတာကတုံးချနေရတာကတ်စမဲရိုးကပွဲတိုင်းနှီးပါးမှာပြည်လွာကစားနေတာမျိုးကိုပွဲချိန်ပြီးမြင်ရတော့မှာမဟုတ်ဘူးဒါကကျွန်တော်တို့မပြောလဲသိရမယ့်ကိစ္စဘရူနိုဖာနန်ဒက်စ်ပွဲချိန်နောက်ပိုင်းကာလတွေမှာဒူးထောက်ပြီးရက်နေတဲ့ပုံစံမျိုးလေးကျွန်တော်တို့မြင်လာရမယ်ဆိုတော့ဒါက system ရဲ့တောင်းဆိုချက်ပဲဖြစ်တယ်ဆိုတော့ ယူနိုက်တက်အနေနဲ့ဒီရက်ဟာတွေကိုတော့တချို့တော့အချိုးကွေးတွေမှာသလိုရှင်တော့ဒါတွေကအားနည်းချက်ဖြစ်လာနိုင်တယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့ဒါကအားနည်းချက်မဟုတ်ပြီးပဲနေဒီဟာက Manchester United ပဲတတင်းလုံးရဲ့ form ကဒီရက်အားနည်းချက်ကိုဖုံးထားနိုင်စေဖြစ်နေသုံးပဲအဲ့တော့နောက်ပိုင်းတွေမှာဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကတော့ကျွန်တော်ဆက်လက်ဆောင်ကြည့်ရလေအောင်ပဲဒါပေမဲ့ဒီစားတစ်ခုကတော့ Brighton ရဲ့ဒီအဲမီဖီလိုင်းရဲ့ဒီဖ ens line ရဲ့ဂျားတွေက space တွေ pocket area တွေ ဲ့ဒီဂျားတွေက progressive pass receiving တွေကိုကောင်းကောင်းထိန်းချုပ်လိုက်နိုင်တဲ့အချိန်မှာ Brighton အသင်းအတွက်ကိုးရစေရအများကြီးမရှိတော့တာပဲဒီလို control လုပ်နိုင်တာကတော့အကောင်းဆုံးကြီးကျယ်လိမ့်မယ်ဒါအပြင်ကို Manchester United ရဲ့ဒီလိုလမ်းကြောင်းမှန်တစ်ခုပေါ့နော်လက်ရှိအနေထားရတော့လမ်းကြောင်းမှန်တစ်ခုပေါ့ရောက်နေတယ်လို့ပြောရလိမ့်မယ်ဆိုတော့ဒီလမ်းကြောင်းမှန်တစ်ခုပေါ့ရောက်နေမှုကလည်းပရိသတ်တွေကိုအားရချင်းနဲ့စစ်လိမ့်မယ်လို့ထင်တယ်ဆိုတော့ဒါက Brighton ရဲ့ပွဲမှာမြင်ရတဲ့ Manchester United Brighton ကိုဘယ်လို control လုပ်ခဲ့တယ်လဲ Brighton ရဲ့ ကစားတဲ့ဟန်ကိုမန်ချက်စတာယူနိုက်တက်ရဲ့ဒီစင်တာဘက်၃ယောက်နဲ့ဘယ်လိုကစားခဲ့တယ်လဲဒီအကြောင်းအရာကို discuss လုပ်တာပဲဖြစ်ပါတယ်ဆိုတော့အာကိုစီကိုစီမတူညီတဲ့မြင်တွေအများကြီးရှိကြမယ်ဆိုတာလေအာပြောကြလို့လိမ့်မယ်လို့မထင်ဘူးအဲတော့ကွန်မန့်ထဲမှာဝင်ရဆိုရင်ဒါကြောင့်ပြောရနေကျွန်တော်နောက်တဲ့ဗီဒီယိုတစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပေါ့